နှစ်ပေါင်း80ကြာမိမြန်မာပြည်မှာအုပ်စီးချုပ်ချယ်ရက်ဆက်လာတဲ့ဖက်စစ်အချမ်းဖက်အာဏာရှင်စနစ်ကိုပြည်တိုင်းမြေလံဖယ်ရှားနိုင်ရေးကြိုးပမ်းနေကြတဲ့ဖက်စစ်တော်လှန်ရေးဤသူကာကွယ်ရေးလူဦးတော်လှန်ရေးပြည်ရဲ့ကောင်အားလုံးကိုလေးစားစွာဂုဏ်ပြုရင်းဒီကနေ့ကြာရောက်တဲ့နှစ်80မြောက်ဖက်စစ်တော်လှန်ရေးနေ့ခန္ဓာနဲ့ပတ်သက်ပြီးတော့ ရဘတို့ရောဤသူတိုင်းသားမြမပြည်ဘွားအားလုံးကိုပါအလေးနဲ့ပန်ချားလိုတဲ့ချက်တွေကိုပြောပြပါစီဒီကနေ့ဆိုရင်ဖက်စစ်အကြံဖက်စစ်တပ်ထဲမှာသူတို့ဘသာသူတို့လိန်လဲရယူထားတဲ့အမိဖြစ်တဲ့တမတော်နေ့ဆိုတာကိုခန်းနာစွာကျင်းပကောင်းကျင်းပနေပါလိမ့်မယ် ဒါပေမဲ့ဒီမပြည်တနံတီလျာနေရာအနှံပြားမှာဖြစ်ပွားနေတဲ့ဖက်စစ်တော်လန်ချေမုံရေးစစ်ပွဲများရဲ့အကြောင်းအကျိုးရလတ်တွေကိုတော့ဤသူတိုင်းသားတရက်လုံးရဲဘော်ရဲဘော်တို့အားလုံးကောင်းစွာသိရှိကြပြီဖြစ်တယ်ဖက်စစ်တပ်ဟာအလဲလဲအကွဲအကွဲနဲ့နိုင်ငံနေရာအနှံပြားမှာရှုံးနိမ့်မှုများစွာ 生特脱一样的，是看我们状的，有没来来乖乖进你家的院坝里面？阿、啊、家我来说咯，那他们是这个傻逼，拍是江一拍没有难言。拍摄安娜新，生是你在墩布拍摄安娜新片，是水大水就,就是水木大景，四步就是组江山一对，能看到安娜哥和雷东山老婆，伊都拜的安娜哥，冷冷的，因阿哥都比较肥。 အထမလူယူတိမ့်ပိုက်ခဲ့တဲ့အတွက်ဒီ၄နှစ်ကျော်ကာလတစ်လျှောက်လုံး2021မှနေ2025ထိဖက်စစ်အကြမ်းဖက်ဝါဒကို လုံးလုံးလက်မခံနိုင်တဲ့ဤသူတိုင်းသားအလုံးရဲ့ပြင်းပြတဲ့တော်လန်ရေးစိတ်တဲ့ကြောင့်နိုင်ငံနေရနေရနှံပြမှာ လက်နက်ကင်ခုခံတော်လန်တဲ့စစ်ပွဲများအပြင်းထန်ဖြစ်ပွားခဲ့ပြီးခုဆိုရင်ဖက်စစ်အကြမ်းဖက်တပ်ဟာ စစ်တိုင်းဌာနချုပ်ကြီးနှစ်ခုကိုလက်လွတ်ဆုံးရှုံးရပြီးတဲ့အပြင်နိုင်ငံရဲ့အေရီးယား65ရာခိုင်နှုန်းအထက်ကိုပါဒေါ်လာ1တဖွဲ့ကသိမ်းပိုက်နိုင်တဲ့အထိဖက်စစ်တပ်ဟာချိနဲ့နေရာချင်းမြောင်းလာပြီးဖြစ်တယ်ဒီကနေ့လို့အချိန်ဆိုရင်မကွေးတိုင်းအဆက်မကိုးတိုင်းအဆက်အီယာဝတီတိုင်းအတွင်းကရင်ပြည်နယ်နေရာအနှံ့ပြားကရင်ပြည်နယ်နေရာအနှံ့ပြားကချင်းပြည်နယ်နေရာအနှံ့ပြားနဲ့ ညာမြေပြန့်လွေမြင်နေရာအနှံ့ပြားမှာပါ ပြင်းထန်တဲ့တိုက်ခိုက်မှုဖက်စစ်ချေမိုးရေးစစ်ပွဲတွေဖြစ်ပွားပြီးပြည်သူရဲ့အောင်လံဟာနေရာနှံ့မှာတလူလူလွင့်ပြန်လာတဲ့အခြေဖြစ်တယ်။ဒိုနီတူစာပဲဖက်စစ်ကျမ်းဖက်အာဏာရှင်စနစ်ဟာမြန်မာပြည်ပေါ်မှာအာဏာရှင်စနစ်ရှိမှသူတို့တွေမြန်မာနိုင်ငံရဲ့တည်ရန်စတာတွေအပါအဝင်အားလုံးကိုဂုံသွေးဆုပ်နိုင်မယ်ဆိုတဲ့ညှော်မှန်းချက်နဲ့ ပါဝင်ကြိုးပမ်းနေတဲ့အိန္ဒိချင်းကွန်မြူနတီနိုင်ငံကြီးတချို့နဲ့ကမ္ဘာမိတ်ဆာဝင်ယူတဲ့နိုင်ငံတချို့ရဲ့ပံ့ပိုးမှုကြောင့်မင်းအောင်လှိုင်ဟာ ခုဆိုရင်ဖျားပြင်းတဲ့ဘုံတွေတိုက်လီရင်တွေဒရုန်းတွေဤပညာမြင့်ပစ္စည်းတွေနဲ့ကျွန်တော်တို့ပြည်သူတရလုံးရဲ့ခုခံတွန်းလှန်စစ်ကိုရရဆက်ဆက်ဖိနှိပ်ချိန်မုံနေတာတွေ့ရပါလိမ့်မယ်။ဒါကြောင့်လည်းပဲဖိနှိပ်ချိန်မုံမှုဒဏ်ကြောင့်ကျွန်တော်တို့ရဲ့သူရဲကောင်းများစွာမှန်တဲ့တရားအတွက်ပြတ်သားစွာခုခံတွန်းလှန်နေကြသော 一路多人一哒哒，描述下天气怎样？压力是的，加送了八十里西白的。大家，今朝如何？门内路过路家的都是批的这家，啊，开开的门面，西家西家无阿没少。西面边，左下没有店面，今朝都歇十比，但为嘛？甚至因阿叔的用钱钱呢，没批门的歇十多家也嘛批的。 ဒီနေရာမှာလွန်ခဲ့တဲ့နှစ်ပေါင်း80ကျော်က80ခန်းကဖြစ်ပေါ်ခဲ့တဲ့လက်ရှိမြန်မာတပ်မတော်ခေါ်အခုဖက်စစ်အကြမ်းဖက်တပ်ဖြစ်သွားတဲ့စစ်တပ်ကိုစတင်တီထောင်ခဲ့ကြသူတွေတဲကတူဖြစ်တဲ့ဗိုလ်မှူးချုပ်မောင်မောင်နဲ့ပတ်သက်ပြီးသူရေးခဲ့တဲ့အထုပ်ပတ်တီတဲကတချို့ကိုကိုကားကလက်ရှိဖြစ်နေတဲ့မင်းအောင်လှန်ရဲ့ဖျို့ဖျဲဗျမ်းပဒစင်ကြီးနှောင်တရားမဲ့တဲ့လှုပ်ဆောင်မှုများကိုနှိုင်းရှင်ပြီးကျွန်တော်တို့ပြည်သူတိုင်းသားတရားလုံး ဘလို့ဆက်လက်ရုံးကန်တဲ့နေဆိုတဲ့အတွေးကိုတင်ပြလိုတယ်။ဘုံမှုကျုံမောင်မောင်အဲ့ဒီတုန်းကတော့ဘုံမောင်မောင်ပေါ့။သူရေးသားခဲ့တဲ့စာမျက်နှာ6အကန့်ရှိတဲ့မူကျန်းစာအုပ်တော့အကြောင်းကိုကျွန်တော်မိတ်ဆွေတယောက်ရှိရတဲ့ဆင့်ကြားသိရချက်ဖတ်ရှုရချက်အရဘုံမောင်မောင်ဟာသူ့ရဲ့ထုတ်ပတ်တီထဲမှာဗာရေးထားတယ်လဲဆိုတော့သူဟာမိတ်ခေလာအထိဝင်ရောက်တိုက်ခိုက်သိမ်းပိုက်လာနိုင်တဲ့ကရင်တော်လိုင်းရေးတပ်ဖွဲ့တွေရဲ့ဖမ်းဆီးခြင်းခံရတဲ့အချိန် ဘင်းတော်လိုင်းတပ်ဖွဲ့ဆိုတာလွန်ခဲ့တဲ့နှစ်80တုန်းကမြန်မာပြည်ရဲ့နေရာအနှံပြားတွေကိုတိုက်ခိုက်သိမ်းပိတ်နိုင်စွမ်းရှိခဲ့တဲ့တကက်စစ်ရေးရည်ချင်းပြေသွားတဲ့တော်လိုင်းတပ်ကြီးဖြစ်တယ်ဆိုတာဒါသမိုင်းကပြသပြီးဖြစ်တယ်အဲ့ချိန်မှာဘုံမှုဘုံကျုံမောင်မောင်ဘုံမောင်မောင်ကိုကင်းတော်လိုင်းတပ်ဖွဲ့ကဖမ်းဆီးခံရတဲ့အချိန်မှာအဲ့ဒီကာလာကစစ်ခေါင်းဆောင်ဖြစ်တဲ့ဘိုးနေဝင်းအာနာရှင်မဖြစ်သေးတဲ့ဘိုးနေဝင်းဟာအတော်ကြီးကိုတွေးပြက်ခြောက်ချပြီးတော့သူ့ရဲ့ တိုင်းမှုအဖြစ်ခန့်အပ်ပြီးကာစဘူမောင်မောင်ကိုကင်းတော်လင်းတက်ဖွဲ့တွေကဖမ်းဆီးသွားပြီနိုင်ငံနေရအနှက်မှာတော်လင်းတက်ဖွဲ့တွေကတိမ့်ပိုက်ပြီးနေတဲ့အချိန်မှာသူကဘာပြောသလဲဆိုတော့အဲ့ဒီကာလကနိုင်ငံရေးခေါင်းဆောင်ဖြစ်တဲ့ဥနုရှိကိုတွားပြီးသူ့ကိုစစ်ခေါင်းဆောင်စစ်ဦးစီးဂျုတ်တာဝန်ကနေအနာယူခွင့်ပေးဖို့သူဆက်မလုပ်နိုင်တော့ဘူးပေါ့အနာယူခွင့်ပေးဖို့ ਨੇ အဲ့ဒီကာလကရှိတဲ့ဖာစာပလာတို့ကြံတဲ့ဆိုရှယ်လစ်တွေကိုဖယ်ရှားပြီးတော့ကွန်မြူနစ်ကတခင်တန်းထုံးကိုခေါ်ယူပြီး အစိုးရဖွဲ့ခန့်အပ်ဖို့လာရောက်ပြီးငိုယိုကတောင်းပန်တယ်လို့ဆိုပါတယ်စစ်ကောင်းဆောင်ဖြစ်တဲ့ဗိုလ်နေဝင်းဟာသူ့ရဲ့ရဲဘော်ရဲဘက်တွေဖမ်းဆီးခံရတဲ့အချိန်သူ့ရဲ့ရဲဘော်ရဲဘက်ဖြစ်တဲ့ဗိုလ်မောင်မောင်တို့ဘာလို့ကိုတော်လိုင်းတပ်ဖွဲ့တွေဖမ်းဆီးခြင်းခံထားရတဲ့အချိန်မှာသူဟာတစ္ဆာမဲ့စွာနဲ့နိုင်ငံရေးကောင်းဆောင်ဖြစ်တဲ့ဦးနုရှိကိုတွားပြီးအဲ့ဒီတော့ကွန်မြူနစ်ခေါင်းဆောင်ဖြစ်တဲ့သခင်တန်းထွန်းကိုနော်ဆိုရဖွဲ့ဖို့ငိုယိုပြီးတွားတောင်းပန်တယ်တဲ့ ဟာဘိုးမောင်ကိုရင်ရေးထားတဲ့တမိုင်းမှတ်တမ်းဖြစ်တယ်ဒီချိန်မှာဥနုကနိုင်ငံရေးခေါင်းဆောင်တူဦးဖြစ်တဲ့ဥနုကဥနုလောက်ရမှန်ခဲ့တယ်လို့ကျွန်တော်မဆိုလိုဘူးเนาะအဲ့ဒီခေတ်အဲ့ဒီကာလအခြေအနေအရဥနုကဘိုးနေဝင်းကိုတည်တည်ငြိမ်ငြိမ်နဲ့ဖြောင်းဖြပါတယ်တဲ့ငိုယိုနေတဲ့ကိုေးကြောင်နေတဲ့ရဲဘော်ရဲဘချင်းအပေါ်မှာတစ္ဆာမဲ့တဲ့ဘိုးနေဝင်းရဲ့သူ့ယာတို့ကထွက်ခွင့်ပေးပါသူဆက်မလုပ်နိုင်တော့ပါဘူးဆိုတာကိုဖြောင်းဖြတည်တည်ငြိမ်ငြိမ်နဲ့ဖြောင်းဖြပြီးတော့ဟေး ို့ဒီအစိုးဆုံးအခြေအနေကိုရောက်နေတာကိုတည်တည်ငြိမ်ငြိမ်နဲ့ပဲတို့ဖျက်ဆီးသွားရလိမ့်မယ်တို့မှာပြည်သူထောက်ခံမှုရှိတယ်မှန်ပါတယ်အဲ့ဒီအချိန်ကာလကကရင်တမျိုးသားနဲ့ကချင်အမျိုးသားလောက်ပဲတော်လန်ရေးကိုစူးစမ်းကြတဲ့စူးစမ်းကြတဲ့အချိန်ဖြစ်တယ်တိုက်ခိုက်ကြတဲ့အချိန်ဖြစ်တယ်တွန်းလှန်ကြတဲ့အချိန်ဖြစ်တယ်တနိုင်ငံလုံးကတိုက်ခိုက်တွန်းလှန်တဲ့ကာလမဟုတ်ဘူးဦးနူကိုထောက်ခံကြတဲ့လူရာခိုင်နှုန်းအတော်များများရှိနေကြသေးတာဖြစ်တယ်အဲ့ဒီကာလကအဲ့တော့ဦးနူကပြောပြောတယ် 我年尾哦，我们都六度套块布，穿你的，皮的，哎着，我,我都十二皮了，嘛收们的软的，脚板脚嘛皮的，哎着，棉，亚都个没穿的，十六啊，啥子皮毛，就上个年的鸭袄，那年那个我都办家皮了，鸭袄再开大几路，今个落叶，龙王龙家人你帮，去晒开啊，去包起来，就来开户，没事多联系。 အဲ့ဒီကေကဖက်စစ်ဖက်စစ်စနစ်အမွေအားစခဲ့ပြီလေနော်ဝန်နေဝင်အပါဝင်အာနာရှင်ဆိုရှယ်လစ်တွေကွန်မြူနစ်တွေအားပြိုင်အာနာလူနေကြတဲ့စစ်ပွဲဟာဒေါ်လာကြီးဟာဥနုရဲ့နိုင်ငံရေးရတည်ငြိမ်တဲ့ဥဆောင်မှုအောက်မှာတဖြည်းဖြည်း ရုပ်လျော့သွားပြီးစစ်တပ်ကနိုင်ယူခဲ့တာဖြစ်တယ်။အဲဒါပေမဲ့အဲ့ဒီကာလက ခုဆိုတချို့ကကြွေးကြော်နေကြတာရှိတယ်ဟာမင်းတို့ကင်းတဲ့ဘုံကင်းတော်လိုင်းတက်ဖွဲ့ဆိုတာအင်းစိန်အထိမိတီလာအထိတနေငလုံးရဲ့အေရီယာပေါင်းများများစွာအထိတိမ့်ပိုက်ခဲတာတော့တို့ရောက်အောင်နိုင်တက်ခဲတာအခုဘာလို့မနိုင်ရမှာလဲစသဖြင့်သူတို့ကြွေးကြော်ကြတာရှိတယ်ဒါပေမဲ့ခစ်စနစ်ကမတူတော့ဘူးအဲ့ဒီခေတ်ကာလကတော်လိုင်းကြတာ KNU KNDO လို့ခေါ်တဲ့ကင်းတော်လိုင်းတက်ဖွဲ့နဲ့အချို့သောတိုင်းသားလောက်သာရှိတာအခုကျွန်တော်တို့မြန်မာပြည်တော်စုတစ်ခုလုံးရဲ့နေရအနှံ့ပြားမှာ ဒေါ်လန်တက်ခိုက်နေကြပြီးပြည်သူတရက်လုံး80ရာခိုင်နှုန်းအထက်ကဖက်စစ်မင်းအွန်လိုင်းဖက်စစ်စနစ်ကအာနာရှင်အကြမ်းဖက်စနစ်ကလောက်ရက်ကိုပြက်ပြက်သားသားခါခါတီးတီးမုံတီးယွန်ရှာတော်လန်နေတဲ့အချိန်ဖြစ်တယ်အဲအခုဆို PDF တက်ဖွဲ့အရင်သားတော်လန်ကြီး ERO တက်ဖွဲ့အားလုံးဟာမာမေးအတွင် ပေါက်ဆက်ပြီးစစ်ကို အတူရှင်နွဲစင်နွဲနေကြတဲ့အချိန်ဖြစ်တယ်ဖက်စစ်မင်းအွန်လိုင်းဖက်ကကြည့်လိုက်အခုဆိုရင် ဖျော်ဖျဲဗျမ်းမာတာနဲ့သူ့ရဲ့အာဏာလုပိုင်ခွင့်တွေကိုကာဆာထားမှုအစ်စ်ဒိုင်မှုအစ်စ်နေမြေခံတတ်မှုအစ်စ်စသည်ဖြင့်အစင်းလိုက်အစင်းလိုက်ထီကိုရှော့ချပြီးလုပိုင်ခွင့်အပြည့်ဝပေးကအသေးအတန်ခုခံကာကွယ်နေရတဲ့အခြေဖြစ်တယ်။တပြေးပြေးရုတ်လျော့လာတဲ့စစ်လက်နက်ပစ္စည်းတိုက်ခိုက်နိုင်စွာအဖြစ်အဆွမ်းပကားတွေကြောင့်ရုရှားဘယ်လာရုစ်စတဲ့ကမ္ဘာမိတ်ဆာနံပါတ်ပြနိုင်ငံတွေရှိကိုဒူထောက်ခါရပြီးတော့လက်နက်လီပေးပါ ကျွန်တော်ရှိကတရင်စားရတွေကြိုက်တယ်လို့လာလူပါလာလှုပ်ပါကျွန်တော်ကိုထောက်ခံပါလူကြီးမင်းတို့ဖြစ်စင်တာဖြစ်ရပါစေမယ်တရုတ်ကိုလည်းပဲအလားတူပဲဒီလိုနီးနဲ့လက်နက်ကိုရယူပြီးမဖြစ်မနေပြည်သူတွေရဲ့နေအိမ်တွေကိုဖြစ်အပြင်းဘုံနေနဲ့လေချောင်းကပဲတိုက်ခိုက်နိုင်တော့တဲ့အနေထားရှိတယ်မြေပြင်တပ်တွေအနေနဲ့လုံးဝဘယ်ကောမှမထွက်ရဲတော့ပဲ အတင်းပို့လို့ခံထားတဲ့စစ်စခန်းတွေမှာပဲပိတ်လောင်ပြီးတောက်ခံနေကြရတဲ့အခြေဖြစ်တယ်။ဒီချိန်မှာတော်လိုင်းတပ်ဖွဲ့တွေကရှီစုမဲစုလက်နက်ဤသူမြစ်တာနဲ့ထောက်ပံ့လာတဲ့ခွန်အားတွေကိုအသုံးပြုပြီးတစ်စခန်းပြီးတစ်စခန်းနေမြေတလက်မှပြီးတလက်မှတိုက်ခိုက်သိမ်းပိုက်ပြီးဖက်စစ်အာဏာရှင်စနစ်ကိုထောက်ပံ့တဲ့လေပတ်တဲ့မြစ်သည့်ခွေးသားစိတ်ရန်နီယာကိုမြမိမိတို့ပြည်တော်စုမှာခြေချခွင့်မရဆိုတဲ့ယုံကြည်ချက်နဲ့တိုက်ခိုက်လာလို့ဖက်စစ်အကြမ်းဖက်လက်ပါးစီ တပ်ဖို့တပ်သားတွေဟာအမြောင်များတေးကျနေကြတယ်အမြောင်များလက်နက်ချနေကြတယ်အမြောင်များစွန့်ခွာထွက်ပြေးဗက်ပြောင်းအမှန်နဲ့တရားဖြစ်တဲ့တော်လှန်ရေးဖက်ကိုကူးပြောင်းအလံဖြူထောင်းအလင်းဝင်နေကြတယ်ဒါဟာမြေပြင်မှာဖြစ်နေတဲ့ပဂတိအရှိတရားပဲဖြစ်တယ်ခုဒီစကားတွေကိုဒီဖြစ်စဉ်တွေကိုပြောနေတဲ့တို့ဟာလည်းပဲစစ်သားဟောင်းတယောက်ဖြစ်တယ်စစ်တက္ကသိုလ်က သင်ပေးလိုက်တဲ့စစ်ပညာနဲ့နိုင်ငံတော်ကိုကာကွယ်ဆောက်ရှောက်မယ်နိုင်ငံသားတွေရဲ့အသက်အိုးစိမ်အိုးအိမ်စီးစိမ်ကိုကာကွယ်ဆောက်ရှောက်ဖို့ငါအသက်ကိုပေးမယ်ဆိုပြီးတစ္ဆာဆိုခဲ့ဘူးတဲ့စစ်သားဟောင်းတယောက်ဖြစ်တယ်တစ္ဆာဆိုအလံကင်ခဲ့ပြီးတစ္ဆာဆိုခဲ့တဲ့အချိန်ကငါတို့ဟာနိုင်ငံသူနိုင်ငံသားတွေအတွက်ကိုငါအသက်ကိုရင်းမာမယ်ဆိုတဲ့ယုံကြည်စိတ်နဲ့သာတစ္ဆာဆိုခဲ့ခြင်းဖြစ်ပြီးအာနာရှင်စစ်ဘိုလ်ချုပ်ဆွေမျိုးသားချင်းအဆက်ဆက် 没整得啥，几把枪打，火车、阿那开灭不？我也在看那个，百十把没所谓。南安佬人干点啥？苏干的四大老虎大家木了。那是刘多来一把为拍成多来嘛？四大行钓鱼用几钱呢？南洋、台湾国、文、长沙、这边的啦，皮白 <stop pretending. S 2>、<oh， 哦，十不亚子。还是得好。这里呢必须军舰、皮阿兵、林呢。 ဘုံကျဲနိုင်တဲ့အကျဉ်းကျဟန်တချို့ကြောက်ပဲသူ့ရဲ့အာနာကိုဆက်လက်ချုပ်ကင်နိုင်ဖို့အခွင့်အလမ်းရှိပြီးမြေပြင်တပ်တွေအနေနဲ့လုံးဝတိုက်ခတ်နိုင်စွမ်းမရှိတော့ဘူးဆိုတာပြီးခဲ့တဲ့ရက်ပိုင်းကပဲထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့မြန်မာနိုင်ငံအရေးဆွေးနွေးပွဲမှာစစ်ရေးတုတေတီတွေတကက်ပညာရှင်ကြီးတွေကပြပြသားသားဝေဖန်ထောက်ပြပါပြီဖြစ်တယ်။အဲ့တော့မင်းအွန်လိုင်းအနေနဲ့ तू မဖြစ်မနေစစ်ရှုံးတော့မှာဘူး။တိ तू ဟာမကြခင်မှာလီဘီယာဂဒါဖီလိုတော်လောက် အီရန်အီရက်ဆဒမ်ဟူစိန်လို့တော်လကောင်းဟောလက်လက်ဆက်ဆက်ပဲရှိသေးတဲ့ဆီးရီးယားခေါင်းဆောင်အာဆတ်လို့တော်လကောင်းသူ့ရဲ့ကံကြမ္မာဟာဆိုးရွားတဲ့ရှုံးနေမှုတွေမဖြစ်မနေကြုံတွေ့ရတော့မှာကိုတိလာပြီးတဲ့နောက်ပြီးတော့တစ်ချက်ကလည်းပဲမြမပြည်မှာသူတို့ရုံသေးကျိုးဆွဲရကမဲ့ဆရာနာရှင်အစိုးရမရှိတော့ပဲပြည်သူဆိုရတက်လာတဲ့ခါမှာသူတို့လှုပ်ထားတဲ့မဟုတ်မတရားရင်းနှီးမြှုပ်နှံမှုတွေမဟုတ်မတရား ဈေးကွက်ဈေးပေါင်ကျုံနဲ့ခိုးဝယ်ဖို့ခိုးယူဖို့ကြိုးပမ်းထားတဲ့စီမံကိန်းတွေပြတ်ပြတ်သွားမှာကိုစိုးရိမ်နေတဲ့အိန္ဒိချင်းနိုင်ငံကြီးတချို့ကတော့စိုးရိမ်ပူပန်လာပြီးတဲ့နောက်အခုဆိုရင်စင်ကြံကြံနဲ့စိတ်ကောင်းချိတ်ပြီးခွေးသွားရောက်မဲ့နိုင်ငံတကာကိုလှည့်ဖြားပြီးသူတို့အာဏာကိုဆက်ယူသွားဖို့တန်းရွှေလက်ထက်ကကြိုးစားခဲ့တဲ့ဗမာအတိုင်းမြက်လက်ပြတဲ့ဟန်ပြရွေးကောက်ပွဲဆိုတာတွေဟန်ပြငင်းညာရေးဆွေးနွေးပွဲဆိုတာတွေ တွေးခွဲတဲ့စိတ်တဲ့စစ်စင်ရင်နီးလန်းနေနဲ့မလုံးပေးတဲ့ဖဲ့ထုံစီယုံနဲ့နီးလန်းနေနဲ့အခုဆိုရင်မင်းအောင်လှိုင်ဟာຫນွေဦးတော်လန်ရေးထဲကတပ်ဖို့တပ်သားတွေကိုစိတ်တဲ့ဝေဝါးတော့အောင်အော်ငါတို့ညင်ညင်ကိုလူကျင်တာငါတို့ပဲဖြစ်တယ်ဟောဒီမှာညင်ညင်ဆွေးနေပွဲကြည့်လိုက်အမှန်နဲ့တရားကိုပြတ်သားစွာကင်ဆွဲထားခြင်းတပိုင်းလုံးဝမရှိခဲ့ဘူးတဲ့ဟိုဂျိုးရှာတမားတချို့ကိုညင်ညင်ဆွေးနေပွဲဟန်ပြဆွေးနေပြအော်ရွေးကောက်ပွဲ သူကိုယ်တိုင်ထိန်းချုပ်နိုင်တဲ့ဧရိယာ55ရာခိုင်နှုန်းအထက်လောက်ပဲရှိတော့တဲ့နေရာမှာနှစ်လအတွင်းလေးပိုင်းခွဲပြီးရုပ်ကုတ်ွယ်ကျင်းပအောင်မယ်ဆိုတဲ့ဂန္ဓဝင်မြောက်တဲ့ဟာတတဘုတ်ကိုရွတ်ဖတ်ပြောနေပြန်ရဲ့ဘလုံနီးနဲ့မှဖက်စစ်ကျမ်းဖက်အာဏာရှင်စနစ်ဦးစီးကျင်းပမယ်ဆိုတဲ့ပါတီစုံဒီမိုကရေစီရွက်ကောက်ပွဲဆိုတာဟာအသက်ဝင်လာစရာလည်းအကြောင်းမရှိဘူး မှန်ကန်တဲ့ဒီမိုကရေစီစနစ်တိဆောက်ကြတိဆောက်နိုင်စရာအကြောင်းလဲမရှိဘူး။ဘာကြောင့်လဲ?မင်းအွန်လိုင်းကိုတိုင်2020ရွေးကောက်ပွဲကာလတုန်းကတခဲနဲ့အနိုင်ရတဲ့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ရွေးကောက်ပွဲရလဒ်ဒီကိုသူကိုတိုင်လက်ခံပါတယ်လို့ပြောခဲ့ပြီးတဲ့နောက်နိုင်ငံတကာကလည်းတရားဝင်အသိမှတ်ပြုရတယ်လို့ပြောခဲ့ပြီးတဲ့နောက်မှာဘာဟာခိုင်လုံတဲ့အကြောင်းပြချက်မှမရှိပဲအဲ့ဒါမှနီးနဲ့လက်နက် ြပြီးအာနာသိမ့်ခဲ့သူတယောက်ဖြစ်တယ်။ဒီလိုမှန်မှန်ကန်ကန်ပြည်သူတယောက်လုံးတစ်ခဲနဲ့ယုံယုံကြည်ကြည်စည်းစည်းလုံးလုံးပျော်ပျော်ရွှင်ရွှင်ငြင်းငြင်းချမ်းချမ်းနဲ့ပါဝင်ရွေးကောက်မဲပေးခဲ့ပြီးရွေးချယ်တင်မြောက်တဲ့အစိုးရအဖွဲ့ကျွန်တော်တို့ရဲ့လူထုခေါင်းဆောင်တွေအပါအဝင်ရွေးကောက်ခံအားလုံးကိုလွတ်တော်အပါအဝင်အားလုံးကိုဥပဒေမဲ့ဖျက်သိမ်းခဲ့တဲ့အာနာရှင်တယောက်ကဦးစီးကျင်းပမယ်ဆိုတဲ့ရွေးကောက်ပွဲဟာမလုံနည်းနဲ့မှတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်လာကြအကြောင်းမရှိဘူးဆိုတာကျွန်တော်တို့ပြည်သူတရားလုံးသိတယ် ဒါပေမဲ့ကိုဂျိုးစီးပွားအတွက်သာကြည်နေတဲ့မြန်မာပြည်တွင်းကလူတစုကိုဂျိုးစီးပွားအတွက်ပဲသူတို့ရဲ့နိုင်ငံအကျိုးစီးပွားအတွက်ပဲစဉ်းစားတဲ့အိန္ဒိယနိုင်ငံတချို့လက်နက်သာရှိနေရင်အင်အားသာရှိနေရင်သူတို့လုပ်တာအမှန်ပဲလို့ထောက်ခံပေးနေမဲ့မိစ္ဆာနိုင်ငံတချို့ရဲ့လူရဲ့ကြောင့်မင်းအွန်လိုင်းဟာအရာဝင်ကောင်းဝင်နိုင်တယ်ဆိုတော့ယုံကြည်ချက်နဲ့စင်ကန်တော်တိုဇွတ်တိုးနေတာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ပြည်သူတိုင်းသားတရားလုံးဟာစောစောပြောခဲ့တဲ့ ဥနုနဲ့ဘုံမောင်မောင်တို့ခေကာလအချိန်နဲ့ရှိန်ထိုးပြီးတော့ကုမင်းအောင်လိုင်းဟာဗယံမတာဖျော်ဖဲနဲ့သူ့စစ်တပ်တွေသူ့ရဲ့လက်ပါစီတွေကြာဆုံးနေတယ်ထွက်ပြေးနေတယ်မတရားသောစစ်ကိုသူတို့တိုက်နေရတာဖြစ်တဲ့လို့ယုံကြည်လာတဲ့အတွက်ကြောင့်သူတို့ဟာအောင်စိတ်ကြာဆုံးနေတယ်ဒီချိန်မှာကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေဘက်ကတလူလူလွင့်နေတဲ့လန်တော်တဲ့အောင်လန်တဲ့အောက်မှာယုံကြည်စိတ်ပြင်းပြထက်သန်စွာနဲ့အောင်စိတ် တရားသောစစ်ကိုငါတို့ဆင်နွှဲနေတာဖြစ်တယ်။အမှန်နဲ့တရားအတွက်ကိုငါတို့ကြိုးပမ်းနေတာဖြစ်တယ်။ပြည်သူတိုင်းသားတရားလုံးရဲ့စစ်မှန်တဲ့လွတ်လပ်ခွင့်ရဖို့ငါတို့တိုက်ပွဲဝင်နေတာဖြစ်တယ်။ငါတို့ရဲ့လုံရက်ကိုပြည်သူတရားလုံးကထောက်ခံပြီးတော့ပြည်သူတရားလုံးရဲ့ခွန်အားနဲ့ပဲငါတို့မဖြစ်မနေရှေ့ဆက်သွားနေကြတာဖြစ်တယ်။စတဲ့ယုံကြည်ချက်တွေနဲ့ဒေါ်လာရင်းတပ်ဖွဲ့တွေဟာဘလောက်ပဲဆိုးရွားကြမ်းတမ်းခက်ခဲတဲ့ငတ်မွတ်တဲ့ပင်ပန်းတဲ့မပြေစုံမလုံလောက်တဲ့ချင်းတွေရှိနေလင်းကစားဆက်လက်ပြီးတိုက်ပွဲဝင်နေကြတာကို ဖက်စစ်ကြမ်းဖက်တပ်သားတွေဘက်ကတဖြည်းဖြည်းယွံကြောက်စိုးရင်နေကြတဲ့အခြေဖြစ်တယ်။အဲ့တော့မင်းအောင်လှိုင်ရဲ့စစ်ရေးဦးဆောင်မှုဖျော်ဖျဲဗျာမတာနဲ့လူတပ်ဖွဲ့ဝင်တွေအမြောက်များတေးကျေနေကြတဲ့အချိန်မုတ်ဆိုးမတွေတောင်းချီပြီးငိုကြွေးနေကြတဲ့အချိန်စစ်ထဏာကြိုကြီးတွေတစ်ခုပြီးတစ်ခုလက်လွတ်ဆုံးရှုံးနေရတဲ့အချိန်မင်းအောင်လှိုင်ဟာခေါင်းရိုက်မပြတ်ဖျားထီတင်မပြတ်ပွဲလန်းသဘင်ကျင်းပါမပြတ်တောင်ဆက်ဆက်မျက်နာနဲ့ 下面是哪里个？是嘞，标出你的哈乌南湾，乌南乌路是大平，我转过来，家里面先住你的，对阿瓦里没？阿走，今天你呢？你再有的拍摄多浪，也呢？阿么第二片，六度高腰，多浪你再跑回二楼我吧，先在看啊，知道？这人的名名为新八吉马嘞，阿走，不老岁月，开开简单小推。 ြင်းမဆင်းရဲတဲ့အချိန်ရောက်နေပါစေစိတ်ဓာတ်မှန်ကန်တည်ငြိမ်သူသာလျင်ဇွဲနဲ့ယုံကြည်ချက်ကိုဆက်လက်ကန်ဆုပ်တက်သူသာလျင်ပြတ်သားတဲ့ရဲရင်နဲ့ရိုးသားဖြောင်းမတ်တဲ့ဥဆောင်သူတွေနောက်မှာပြတ်ပြတ်သားသားမမိတ်မတုံလိုက်နာလှုပ်ဆောင်တဲ့တပ်ဖွဲ့ဝင်တွေသာလျင်တစ်ချိန်မှာ အောင်ပွဲစစ်မှာဖြစ်တယ်ဒါကြောင့်အမှန်နဲ့တရားပဲမှန်ကန်သောခေါင်းဆောင်မှုဖက် ြည်သူတရားလုံးရဲ့ထောက်ခံမှုယုံကြည်မှုနဲ့ရှေ့ဆက်နေတဲ့ကျွန်တော်တို့တပ်ဖွဲ့ဝင်အားလုံးတို့လာမယ်လာပိုင်းနှစ်ပိုင်းဟာအောင်ပွဲနေစင်ဖို့ကျွန်တော်တို့မမိတ်မတော်ဆက်လက်ခြေတက်ကြရအောင်မှာဖြစ်တယ်။ဒီကြတာတော့လူလူအောင်ပွဲဟာနီးကပ်နေပြီဖြစ်တယ်။ဖက်စစ်ကြာဆုံးမှုဟာပိုမိုနီးကပ်လာပြီဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့အားလုံးယုံကြည်စိတ်နဲ့တည်တည်ငြိမ်ငြိမ်နိုင်ငံရေးဥဆောင်မှုမှန်မှန်ကန်ကန်နဲ့ ကျွန်တော်တို့ပြည်တော်စုဖြစ်တည်မှုအပေါ်မှာအကောင်းဆုံးသုံးသပ်ပြီးတိုင်းရင်းသားအားလုံးခေါင်းဆောင်အားလုံးနိုင်ငံသားအားလုံးလူသားအားလုံးကျွန်တော်တို့နိုင်ငံတွင်းမွေးဖွားခဲ့တဲ့လူတွေအားလုံးစည်းစည်းလုံးလုံးနဲ့တည်တည်ငြိမ်ငြိမ်လှုပ်ဆောင်စားရှိတဲ့တော်လိုင်းတာဝန်တိဆောင်ရေးတာဝန်တွေအတွက် ရေတို့ရေရှည်မျှော်မှန်းချက်တွေချမှတ်ပြီးစည်းစည်းလုံးလုံး တမျိုးသားလုံးစီစီလုံးလုံးတိုင်းသားလူထုအားလုံးစီစီလုံးလုံးရှေ့ဆက်သွားကြပါစို့ဖက်စီရဲ့နောက်ဆုံးညီကုန်းအတွက်ကိုကျွန်တော်တို့အားလုံးစီစီလုံးလုံးနဲ့ဆက်လက်တိုက်ဖြတ်ကြပါစို့သွေးမခွဲပဲငါဇွဲတွေမကြည့်ပဲရှေ့တုန်းကဘာဖြစ်ခဲ့လို့ဘယ်သူကငါ့ကိုဖိနှိပ်ခဲ့လို့အခုချိန်မှာငါပြန်ပြီးတော့စသဖြင့်လူမျိုးစုတိုင်းသားချင်းချင်းကြားထဲမှာသွေးကွဲခြင်းအလင်းမရှိဘဲနဲ့ နောက်မျိုးဆက်တွေရဲ့မျက်နာကိုပဲကြည်ပြီးကျွန်တော်တို့အားလုံးဆက်လက်ကြော်ဖြတ်ကြပါစို့လို့ကျွန်တော်အနေနဲ့တိုက်တွန်းချင်ပါတယ်။တစ်ဆက်တည်းမှာပဲလက်ထိလက်ရှိဖက်စစ်တပ်ထဲမှာဆက်လက်အလုပ်လုပ်နေကြတဲ့ကျွန်တော်နဲ့တပတ်စင်တဲ့စစ်ဗိုလ်ချုပ်တွေဆိုတဲ့ကောင်နေအပါဝင်စစ်ဗိုလ်စစ်သားတွေကိုစစ်သားဟောင်းတယောက်က စစ်သားစကားပြောလိုက်ချင်သေးတယ်။မင်းတို့လုပ်နေတဲ့အလုပ်ဟာမင်းတို့ဆိုနေတဲ့တစ္ဆာအတိုင်းမဟုတ်ဘူးဆိုတာမင်းတို့တိတိလျက်နဲ့ ကိုလိပ်ပြာကိုလိန်ပြီးတော့ယာဒူအာနာနေရငွေကြေးအခွင့်ရေးအတွက်မင်းတို့ဟာဖက်စစ်အာနာရှင်တွေတီအာနာတီတိုင်းအတွက်အသက်ပေးနေကြတဲ့စစ်ဂျုံတွေဖြစ်နေကြတယ်မင်းတို့ဘက်မှာပြည်သူမရှိဘူးမင်းတို့ခုကြွေးကြော်နေတဲ့ဟန်ပြားရိုက်ကူးနေတဲ့မြောက်ဒီတင်ဆက်တယ်ဆိုတော့ထောက်ခံသူဆိုတဲ့လူတစုကြည့်လိုက်မှန်မှန်ကန်ကန်နဲ့မြင့်မြတ်တဲ့မျော်မြင်မှုတွေနဲ့ပြည်သူတွေမဟုတ်ဘူးကိုကျိုးစီပွားတစ်ခုအတွက်လိုင်းငန်းလေးကမစင်းရဘူး ယောက်ျားယာဓုကမဆုံးရဖို့ရနေတဲ့လာစာရိတ်ခါလေးတွေမဆုံးရှုံးရဖို့ငါတို့တက်ဆိုတဲ့အတိုင်းဝိုင်းပြုတ်ပြတ်သွားရင်ငါတို့တွေစားရမယ်တော့ရမယ်ခွက်ပြောက်တဲ့ဘွားရောက်မှာမို့လို့စသဖြင့်တကိုးရီအကျိုးစီးပွားအတွက်ပဲထောက်ခံနေကြတဲ့လူတစုရဲ့ထောက်ခံမှုသာဖြစ်တယ်။ဒါမင်းတို့ရှင်းဆက်တော့သူဆိုရင်တိုင်းမှုတွေတယောက်တယောက်ဖြုတ်ခမ်းရထောင်ချခမ်းရမင်းတို့ဗမာလေပြည်သူတရားလုံးရဲ့အကျိုးစီးပွားတဲ့ထမ်းဆောင်ခဲ့တဲ့ဆိုတဲ့အောင်မြင်မှုအတီးပွင့် တမိုင်းဘယ်မှလဲမရှိဘူးမင်းတို့တွေမင်းတို့စစ်ဘိုလ်ချုပ်တစုအာနာတီမြဲဖို့မင်းတို့ကင်ဆွဲထားတဲ့မြမစီးပွားရေးတရလုံးကိုဆက်လက်ချုပ်ကင်ပြီးတော့ဂုံသွေးဆုပ်အမြတ်ထုတ်ဖို့မင်းတို့သားသမီးတွေကောင်းစားဖို့ကုမ္ပဏီကြီးတွေကြီးပွားဖို့တကူထားဖို့ဒီအတွက်ပဲလှုပ်လာခဲ့တာဖြစ်တဲ့ဆိုတဲ့အကြောင်းအခုတဖြည်းဖြည်းဆုပ်ယုပ်ကြဆင်းလာတဲ့စီးပွားရေးနဲ့တဖြည်းဖြည်းမင်းတို့တပ်ဖွဲ့တွေပြိုအပ်လာတဲ့အခြေအနေကိုကြည်ချင်းအားဖြင့်မင်းတို့ဟာမှန်တဲ့ဘက်မှာလုံနေကြတာမဟုတ်ဘူးဆိုတော့ မင်းတို့ကိုသိပါတယ်တိတိရဲနဲ့မင်းတို့ဟာ အာနာအကျိုးစီးပွားအတွက်ဇွတ်မိုက်နေကြတဲ့လူမိုက်တွေသာဖြစ်တယ်နောက်တစ်ချိန်မှာတော့တမိုင်းစာမျက်နှာထဲမှာမင်းတို့ဟာတိုင်းပြည်ကြီးကိုဒီလောက်ထိပြက်အောင်ဖျက်သွားခဲ့ရတယ်ဆိုတဲ့တမိုင်းရှိမဲဝင်มาဖြစ်တယ်အဲ့တော့မင်းတို့စစ်ဖို့စစ်သားတွေကိုဒီဖက်စစ်တော်လိုင်းရေးအောင်းလန်းတော့လွန်ခဲ့တဲ့တစ်ပေါင်း80ကတလူလူလွင့်ထူခဲ့မှုတဲ့အောင်းလန်းတော့လောက်ခံထားပြီးပဲပြောလိုက်ခြင်းနဲ့မင်းတို့ဟာ ဖက်စစ်စနစ်တည်တံ့တည်ဆောက်ဖို့ကြိုးပမ်းနေကြတဲ့လင်ညာခိုင်းခံနေရသောစစ်ကြုံလူဒန်းစားဖြစ်နေတယ်ရုံထွက်ပါဖက်စစ်စနစ်ကြောင့်ကဘာကြီးဟာလဲစိုးရိမ်ပူပန်ခဲ့တဲ့ဖက်စစ်စနစ်ကိုဘသူမှလက်မခံလို့လည်းတွန်းလှန်ခဲ့ကြတယ်ဖက်စစ်စနစ်ကြောင့်ကြီးပွားခဲ့တယ်ဆိုတဲ့နိုင်ငံတနေငယ်မှမရှိခဲ့ဘူးဆိုတမိုင်းလဲမင်းတို့သင်ခဲ့ကြရတယ်။ဘာကြောင့်ဖက်စစ်အာဏာရှင်စနစ်မြမပြည်မှာတိဆောက်ဖို့မင်းတို့ကူညီကျင်ရတာလဲ။မင်းတို့တိုင်းပြည်ကိုတကယ်ချစ်လို့ဆိုရင် မင်းတို့မျိုးဆက်တွေကိုတကယ်ချစ်တယ်ဆိုရင်မင်းတို့ဆိုနေတဲ့တစ္ဆာကိုမင်းတို့နားလဲပြီးတည်တည်ချာချာလိုက်နာဆောင်ထင်းကျင်တဲ့ဆိုရင်ဒီကနေ့အစပြီးဖက်စစ်အာနာရှင်စနစ်လက်ပါစီဖြစ်ခပြပြတသားရုံထွက်ပြီးစစ်သားကောင်းတယောက်ရဲ့ဂုံရီကိုတိဆောက်ကြပါလို့အလေးနဲ့ပြောကြရင်းနဲ့ပြည်သူတော်လှန်ရေးမဟုတ်ချအောင်မြင်မယ်ဆိုတဲ့အကြောင်း ဖက်စစ်အာဏာရှင်စနစ်မုတ်ချကြာဆုံးမယ်ဆိုတဲ့အကြောင်းတိုင်တယ်တစ္ဆာပြုလိုက်တယ်